ဝါလာကင်းလို့သတင်းကြုတ်ကာလမှာလုံးဝအမိုက်စားပြင်ဆင်ထားတဲ့အခန်းတခန်းကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ရွှေစင်ရီရဲ့အစိတ်ကိုဆက်သွယ်လိုက်ပါရှင့်မြင့်တာလမ်းမကြီးထဲပေါက်တဲ့ဆိုလာဘက်တရီတိုင်းနဲ့24နာရီလေးရမယ်မီနီကွန်ဒိုတခန်းကိုမိတ်ဆက်ပေးသွားပါမယ်ဆက်ဆက်ဝင်ခြင်းမှာဆိုရင်ဘာကြတခါတစ်ထောက်တက်ဆင်ပေးထားပြီးတော့တင်သားတကကိုအသုံးပြုပေးထားတယ်အိတ်ခန်းဧကန်းတွေမှာပါကီးတွေခင်းပေးထားပြီးတော့မာဆာတခန်းစင်ငယ်တခန်းဖွဲ့ပေးထားပါတယ်ရှင့် ဧကမ်းမှာဆိုရင် partition box တွေ cabinet တွေနဲ့အလားဆင်ပေးထားတဲ့ TV စင်းကိုထားရှိပေးထားမယ်။ညနေချက်ကောနစ်မီသည် crystal မီးဆိုင်တွေနဲ့အလားဆင်ပေးထားပြီးတော့ခရီးကြောင်းပေါက်နဲ့ပါရှိပါသေးရှင့်။ခရီးကြောင်းပေါက်ရဲ့အရှိပတ်မှာဆိုရင်ပရင်းပေါက်ကိုတက်ဆင်ပေးထားပြီးတော့ Korea blind တွေတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင့်။ဒီဘက်ဘေးဘက်မှာဆိုရင်တီးသက်ဝရဏပါရှိမယ်။တီးသက်ဝရဏမှာဆိုရင်တစ်သားကောက်တက်ဆင်ပေးထားပြီးတော့ခြေပြားခင်းပေးထားမယ်။ အရှင်းမြင့်တဲ့စာမှာလုံးချင်းတိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့အလင်းရောင်နဲ့လင်းဝင်လေးထွက်ကောင်းလာရရှိမှာပဲဖြစ်ပါတယ်ရှင်။အိမ်ခန်းအိမ်ခန်းတွေဘလို့ပြင်ဆင်ထားလဲဆိုတော့ရွှေစင်းအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်။အိမ်ခန်းမှာဆိုရင်ဆိုဖာစတီဒီယိုထားရှိပေးထားမယ်။ တခြားအိမ်သုံးလျက်ဆင်ပြစီရင်နဲ့အခန်းအတွင်းမီးရဖို့အတွက်အင်ဗာတာတွေတက်ဆင်ပေးထားမယ်ဘရေကာတွေပါတာပဲဖြစ်ပါတယ်အိမ်ခန်းရဲ့အပြင်ဘက်မှာဆိုရင်ဘီတင်နေနဲ့အလှပုံပေါ်ထားပြီးတော့ဒီဘက်ဘေးလျှောက်လမ်းမှာဆိုရင်ဟောလက်အလှတွေတက်ဆင်ပေးထားပါတယ်ရှင်ဒီဘက်ဘေးဘက်မှာတိုင်မြင့်မရှိတဲ့အတွက်ကြောင့်မလို့အလင်းရောင်နဲ့လေဝင်လေးဆက်ကောင်းဆောင်ရရှိမှာဖြစ်ပါတယ်ရှင်လျှောက်လမ်းမှာဆိုရင်မီးသီးမီးမြုပ်တွေနဲ့အလှအဆင်ပေးထားပြီးတော့အခန်းရဲ့အပြင်ဘက်မှာပရင်ပေါက်ပါရှိမယ် အုံနဲ့ဖွဲ့ပေးထားတဲ့အခန်းပါဝင်ပါတယ်။တင်သားတစ်ကောင်အသုံးပြုပေးထားပြီးရောရေစုံကန်ပါကီခင်ပေးထားမယ်။အခန်းအတွင်းမှာပဲညနေချင်အမီးသီးမီးဆိုင်နေနဲ့အလှဆင်ပေးထားပြီးရောဒီလိုအကြီးတစ်လုံးပါဝင်မယ်။ဒီဘက်ဘေးမှာဆိုရင်မှန်တင်ကုန်ပါရှိရပဲဖြစ်ပါတယ်ရှင်။ မာဆာဘန်ရုံးမှာဘလို့ပြင်ဆင်ထားလဲဆိုတော့ရှင်စဉ်အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအခန်းကတိုက်အသေးဆက်ဆက်လူမနေရသေးရဲ့အခန်းပဲဖြစ်ပါတယ်သင်သားကောင်အသုံးပြုပေးထားပြီးတော့အရာကုန်တစ်လုံးတက်ဆင်ပေးထားမယ်ခန်းအတွင်းမှာဟိုပဲညနေစမီးသီးမီးဆိုင်နေနဲ့အလှဆင်ပေးထားပဲဖြစ်ပါတယ် မာဆာပယ်ရိုရဲ့တွိုင်းလက်ကဆိုရင်နယံကဲ့ကျွေပြားရင်နဲ့အလှဆင်ပေးထားပြီးတော့အောက်ခြေမှာကျွေပြားခင်းပေးထားမယ်။ဘိုးရာအိသာတစ်သလုံးသက်ဆင်ပေးထားပြီးတော့တီးတန့်ဖြေစင်လဲပါရှိပါသေးတယ်ရှင်။အခန်းထဲမှာဆိုရင်ဒီလိုကြီးတို့ထည့်သွင်းပေးထားမယ်။ဒီဘက်ဘေးဘက်မှာဆိုရင်မှန်တင်ကုန်ပါမယ်။အပေါ်ဘက်တွေမှာကပ်ပီနဲ့သက်ဆင်ပေးထားလို့ဖြစ်ပါတယ်ရှင်။နှစ်ယောက်အိတ်ကရင်ကောင်းကောင်းထည့်လို့ရပါတယ်ရှင်။အိမ်သုံးလျက်စစ်ပစ္စည်းတွေစိတ်ချလက်ချအသုံးပြုနိုင်အောင်လို့ ရေလိုင်းဆေးလိုင်းမီးလိုင်းတွေအကုန်အသစ်ပြန်လည်ပြုလုပ်ပေးထားတာဖြစ်ပါတယ်။အညော့ကတကားကိုမှန်စလိုက်လို့တက်ဆင်ပေးထားပြီးတော့ကြွေပြားတွေခင်းပေးထားမယ်။အင်ရှင်မားတို့စိတ်တိုင်းကြမီးဖို့ခန်းအစညနေချက်မီးသီးမီးတွဲတွေနဲ့အလှဆင်ပေးထားပြီးတော့မီးဖို့ကုန်နဲ့ဟာကောင်တော့မှဆိုရင်နှစ်ပေပတ်လည်ကြွေပြားခင်းပေးထားပြီးတော့အပေါ်ဘက်အောက်ဘက်မှာကက်ဘိနက်တွေတက်ဆင်ပေးထားမယ်။ Partition box တွေပါမယ်။ ်အညော်ဆုပ်ဆက်တွေပါမယ်ဂတ်စမီပွေတက်စင်ပေးတာပြီးတော့ modern basin တွေလည်းပါရှိပါရဲ့ရှင်တောင်းကလာမှာဆိုရင် ရေလိုင်းကတော့အလွန်ကောင်းပါတယ်အနောက်ဘက်မှာဆိုရင်တိုင်းမြင့်မရှိတဲ့အတွက်ကြောင့်မလို့အလင်းရောင်နဲ့လေဝင်လေထွက်ကောင်းစားရရှိမှာပဲဖြစ်ပါတယ်ရှင်ရေပေါ်လေကားပေါက်မှာဆိုရင်တစ်သားတစ်ကောက်အသုံးပြုပေးထားပြီးတော့ toilet ထဲမှာဆိုရင်တစ်သားတစ်ကောက်အသုံးပြုပေးထားမယ် ရေချိုးကန်းတိုင်းလက်ကတော်တော်လေးကိုကျေဝန်းနေကျွေပြားခင်ကျွေပြားတွေကပ်ပေးထားပြီးဘီစင်တီးတန်လဲပါရှိရဲ့ဘိုးတိုင်းအိမ်သားအစ်တလုံးကိုတတ်ဆင်ပေးထားပဲဖြစ်ပါတယ်အဝေးလျှော်ဆက်ထားဖို့အတွက် တင်းတန့်ရေလိုင်းလည်းဖောက်ပေးထားပါတယ်ရှင်ဒီဘက်ဘေးမှဆိုရင်မီးပလက်ပေါက်ကစလုပ်ပေးထားပါတယ်ရှင်ပီ60 60ခရမ်းမြေပေါ်မှာရင်ကွဲတိုက်ဆောက်လုပ်ထားတဲ့အခန်းမဲဖြစ်ပြီးတော့အခန်းရဲ့အလွှာက9လွှာဖြစ်တဲ့အခန်းရဲ့ပေကျဲက18ပင်54ပေကျဲဝန်းပြီးတော့အမြင့်က9ပင်အမြင့်မဲဖြစ်ပါတယ်အလှဲဟာဆိုရင်ဖြင့်အနောက်တောင်ဖြစ်ပြီးတော့အခန်းအမှတ်ပေါင်းခြင်းကတော့၄ပဲဖြစ်ပါတယ်ရှင်အယောင်ခေါ်ဈေးကတော့3430ကိုအထူးညီနိုင်အောင်ချပေးတော့မှာဖြစ်ပြီးတော့လူကြီးမင်းတို့အနေဖြင့်ဗန်နဲ့ ချိန်ဆက်ဝေယူခြင်းနဲ့ဆိုပါကလည်း3280ကိုအထူးညီနိုင်ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရွှေစင်ကြော်ညာပေးခဲ့တဲ့မီနီကွန်ဒိုဆိုလာဘက်ထရီတိုင်း24နာရီလေးရတဲ့အခန်းကိုဂျိုင်းနေတယ်လို့ကြီးရှုခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုရလူကြီးမင်းများအနေဖြင့်ရွှေစင်ရီရဲ့အစိတ်ကိုဆက်သွယ်ပေးပါရှင်။ရွှေစင်ကလူကြီးမင်းတို့စိတ်တိုင်းကြလိုက်လံပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်။နောက်ရက်များမှာဒီလိုအခန်းပေါင်းများစွာကိုကြော်ညာပေးသွားမှာမလို့ follow နေပေးခဲ့ပါအောင်ရှင်။ကျေးဇူးပါ။